အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီဇိုင်းအန်တီမတ်ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ငလင်ဘေးကနေလွတ်ဖို့အကြောင်းပံခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဟုတ်ကဲ့ကျွန်တော်တို့စလိုက်ကြရအောင်ဗျာပြင်မနာကအတော်ကြီးတရား2025ခုနှစ်မတ်လ28ရက်နေ့ငလင်ဘေးကနေ၎င်းနဲ့မြက်တရဲကေတင်ချင်းကိုခန်းလိုက်ရပါတယ်ဖြစ်ပုံကတော့ငလင် မလုတ်ခင်မတ်လ28ရက်နေ့လေချိန်စက္ကန့်ပိုင်းအလိုလေးမှာ လမ်းပေါ်ကအလူခန်းဆန်းကြားလိုက်တာပါပဲအဲ့ဒီတော်ကြီးကကိုချွေးနေစာရှိတာလေးတွေကခွဲပြီးအလူအတက်မကြမကြလှုပ်တက်ပါတယ်တရားတရားလဲကောင်းတာမို့အလူခန်းလာတိုင်းတက်နိုင်တဲ့လောက်လေးလှုပ်ဖြစ်တယ်လို့ဆိုပါတယ် ခုလည်းလမ်းပေါ်ကအလူကန်တန်းကြားတာမို့ပိုက်ဆံတထောင်တန်းလေးခြင်ပြီးလမ်းပေါ်ကိုထွက်လာခဲ့ပါတယ်အတော်ကြီးလမ်းပေါ်ရောက်ချိန်မှာပဲငလင်းကြီးလောက်ကအိမ်ကြီးကပြိုကျသွားပါတော့တယ်လမ်းပေါ်မှာလည်းဘယ်လူခံမှမတွေ့ရဘူးလို့ဆိုပါတယ်။သာသမီတွေကတော့မနေ့ကလေးကအလုတ်သွားကြတာမို့အိမ်မှာမိခင်တူတွေခြံခဲ့တာပါ။သူတို့ပြန်ပြန်လာပြီးအိမ်ပြိုနေတာကိုတွေ့တော့မိခင်အိမ်ပြိုတယ်တဲ့ပါသားပြီလို့ထင်လိုက်ကြပါတယ်။ ဒါပေမဲ့သူတို့မိခင်ကြီးကငလင်ကနေလွန်မြောက်ခဲ့ပါပြီ။ဒါတကယ်တော့အတော်ကြီးရဲ့တရားတရားအားလူချင်းအားတွေကြောင့်နတ်တွေကခဲလိုက်တယ်လို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာ။နောက်တစ်ခုကနတ်မတော်မင်းတို့အကြောင်းကအဖြစ်ပြန်ပါငလင်လုံးမဲ့နေကအလူရှင်တူနတ်မတော်အကြောင်းကို ရောက်လာပါတယ်။သူကတပတ်တစ်ချိန်လာနေကြဖြစ်ပြီးလာတိုင်းလဲဈေးတယ်တွေနဲ့အနိကလူတွေကလေးတွေကိုမုံမုံ9000စီပေးနေကြလို့ပြောပါတယ် အဲလူရှင်လာတော့ဈေးတယ်ဒီအနာကကလေးတွေလူ90လောက်တအုံးအုံးနဲ့နောက်ကနေလိုက်လာကြတာပါပဲအလူရှင်ကအုံချောင်းအပေါ်တက်ကိုတက်ပြီးဖရာဘူးအလုံးကလည်းလိုက်ဒီလိုနဲ့အုံချောင်းပေါ်ကနေဆင်းလာပြီး အောက်ထပ်ဖရာဘူးမယ်လှူမယ်ဆိုပြီးအောက်ထပ်ရောက်ချိန်မှာပဲငလင်ကြီးလုံးကစောစောကတက်ခဲတဲ့အပေါ်ဘက်ချမ်းကပြိုကျပျက်စီးသွားပါတယ်တကယ်လို့များအပေါ်တဲ့ရောက်နေချိန်သာပြိုကျခဲ့မယ်ဆိုရင် အများကြီးအသက်ဆုံးရှုံးနိုင်မှာပါ ခုတော့အင်မတန်ကံကောင်းလို့အလူရှင်ရောဈေးတယ်တွေကလေးတွေအသက်ဘေးကတည်တည်လေးလွှမ်းမြောက်ခဲ့ကြပါတယ်။ဒါသူတို့ရဲ့ကံကြမ္မာကောင်းတွေကသူတို့ကိုကယ်တင်လိုက်တာလို့ဆိုရမှာဖြစ်ပါတယ်။နောက်တစ်ခုကမန္တလေးအောင်ချမ်းသာကျောင်းတကအောင်သမารိဝိဟာရကျောင်းမှာဖြစ်ပါတယ်။ငလေးမလုတ်ခင်ရပ်ပိုင်းလေးမှာအောင်သမารိဝိဟာရကျောင်းအောက်ထက်ကို ပြားဝင်ဆွဲလာပါတယ်။ကြောင်အောက်ထဲဝင်လာတဲ့ဥစဉ်ကွင်းတွေကိုလည်းလိုက်တုတ်တက်ကြပါတယ်။အဲဒါကြောင့်ဥစဉ်ကွင်းတွေဟာကြောင်အောက်ထဲကိုမဝင်ကြတော့ပါဘူး။နေရာပြောင်းသူလည်းပြောင်းရွှေ့ကုန်ကြပါတယ်။ပြားဆွဲပြီးရက်ပိုင်းအတွင်းမှာပဲငလင်းကြီးလောက်ကကြောင်လည်းပြိုကျပျက်စီးသွားခဲ့ရပါတယ်။အဲပြားတွေလည်းထွက်ခွာသွားကြတယ်လို့ဆိုပါတယ်။ဒါကလည်းကောင်းသောပြားဆွဲခြင်းဖြစ်ပြီးပြားတွေရဲ့ကြိုးရင်းအတိပေးခြင်း ၎င်းနှက်မြက်တွေရဲ့စောက်ရှောက်ခြင်းကြောင့်ဦးစင်းကွင်လေးများအသက်ဘေးကလွတ်မြောက်ခဲ့ကြရပါတယ်။ဟုတ်ကဲ့ဒါကတော့ဗျာငလင်းဘေးကနေပြီးတော့လွတ်လာကြတဲ့အကြောင်းဖန်လာသူတွေအကြောင်းကိုတစိတ်တပိုင်းအနေနဲ့တင်ဆက်ပေးသွားတာဖြစ်ပါတယ်။ယခုလိုမျိုးငလင်းဘေးကနေအကြောင်းမျိုးမျိုးနဲ့လွတ်လာခဲ့သူတွေအများပြန်ရှိနေတဲ့ခဲကနေယခုအကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။